ကဲဒီနေ့မှာတော့အထက်ပန်းစတိုင်သုတ်တဲ့အရွက်သုတ်လေးသုတ်စားပါမယ်။အရင်ဆုံးဈေးကနေဝယ်လာတဲ့ကနဖောရွက်တွေကိုအယူသက်သက်ဖြစ်သွားအောင်တေချာလေးတင်ထားပါမယ်။ပြင်းတော့ရင်းနှီးပွပွဆူတဲ့ကိုတေချာစေးကြောထားတဲ့ကနဖောရွက်တွေကိုထည့်ပြုတ်လိုက်ပါမယ်။ ဖုန်းလေးအုပ်ထားပြီးတော့ပြုတ်ထားပါမယ်။အချိန်အကြာကြီးပြုတ်လို့မရပါဘူး။အဲ့ဒါဆိုရင်အရန်ပြော့ပြဲပြီးတော့စားလို့မကောင်းတော့ပါဘူးရှင်။ပြီးရင်တော့အတုတ်ရဲ့အသက်ဖြစ်တဲ့ငပိရီလေးချက်ပါမယ်ငပိရီလေးကိုစားလေးထည့်ပြီးတော့တည်ထားပါမယ်အာလုံးပြီးပြီဆိုရင်စားတည်ထားတဲ့ငပိရီလေးထည့်မယ် စတုံဖြူစတုံနီစိမ့်လေးထည့်မယ်ပြီးရင်ဒီဟာကိုမြစ်တို့၆လို့ခေါ်ပါတယ်မြစ်တို့၆လေးအချင်းတွက်ပေါ့နော်မြစ်တို့၆လေးထည့်ပြီးတုပ်ပါမယ်ဒါပြီးရင်တော့အရသာရှိတဲ့အထက်ပိုင်းစတိုင်စီမပါတဲ့ဟင်းရွက်တုပ်လေးရပါပြီရှင်ကျေးဇူးပါ